ဘာဘီလိုနင်းဖင်ကိုအခန်း38ဂျော်ဒေါင်းမြို့မှထွက်ပြေးခြင်းရဲဘော်ကူတီအမြင်မှာလဲကျွန်တော်နင်းတထက်သေးဖြစ်သူကလည်းတခြားနိုင်ငံတစ်ခုခုသို့ခရီးဆန်းနိုင်ရင်ယနေ့နေထိုင်ရသောဘဝထက်ပိုသာသောဘဝကိုရောက်နိုင်မည်ဟုအထူးမျှော်လင့်၏တကြိုမှရဲဘော်ဟောင်းချပါလိုမြောက်လာခဲ့ပြီးဂျော်ဒေါင်းမြို့သို့ရောက်နေသည်မှာလဲ3လကျော်ရှိသွားလိမ့်မည်ချပါမှာတနေ့ဒေါ်လာခွဲမြလောက်ခဖြင့်တရုတ်ကိမ်မွန်တိုက်တစ်ခုတွင်ဝင်လုံနေရ၏ချပါကလည်းကျွန်တော်တို့ပြည်တွင်အတူလိုက်မိဖြစ် ချီချီနေဘုံဦးကမူကျွန်တော်နဲ့လိုက်ကြတော့မီမဟုတ်ဂျော်ဒါမျိုးနိုင်ပင်ပြောနေပြီအီမျိုးနိုင်ပင်နေခဲ့ကြတော့မူဆိုဤကျွန်တော်နဲ့အတူအခြားလိုက်ပါပြင်းမီနှစ်ယောက်မှာဒီဂျွန်နဲ့ဗာရာလီဆိုသူတို့ဖြစ်အင်္ဂလိပ်ရေတပ်ကဂျော်ဒါမျိုးအထွတ်အရေးကြောင်းတစ်ခုလုံးတွင်တတ်မှတ်ထားသောတင်မောသွားလမ်းမှလွဲ၍ကျန်ရေနယ်တမိတ်တစ်ခုလုံးတွင်ရေမြုပ်ဘုံများချထားဤဂျပန်ရင်ကုန်တင်မောများအန်ဒရယ်ကိုစိုးရိမ်၍ဖြစ်ဤယခုကျွန်တော်တို့ပြင်းမီလမ်းကြောင်းတွင်အီရေမြုပ်ဘုံများမှာအန်ဒရယ်အတားအဆီးများဖြစ်နေပါသည် ကျွန်တော်တို့တခုတည်းသောပြေးနိုင်သည့်လမ်းမှာအင်္ဂလိပ်ပိုင်းတံငါးလေးပုံဟန်ဆောင်ပြီးပြောင်းထွက်ပြေးကြရန်ဖြစ်တခြားနည်းလည်းမရှိတံငါးလေးတစ်စီးကိုကျွန်တော်တို့ဝယ်ယူလိုက်ဤလေးမှာပထမတန်းစားလေးဖြစ်လေးအတစိမ့်အမှတ်သားများကိုကြော်တောင်းမြုပ်ပဝင်းကျင်၌မကြာခဏမြင်တွေ့နေကြတံငါးလေးတစ်စီးအမှတ်သားများနှင့်တူအောင်ဖန်လေးလိုက်ကျွန်တော်တို့မရှင်းနိုင်သည့်ပြဿနာမှာလေသမားများပုံတံဖြစ်ကြော်တောင်းမြုပ်မှတံငါးအများစုမှတရုတ်မျိုးသားများဖြစ်ဥရောပတိုက်သားများမရှိ အကယ်၍သာဗြိတိရှာကန်းကြီးသောစေတမောဒစီစီနှင့်တွေ့ရတာအစစ်စစ်ခံရလေကျွန်တော်တို့မိတို့များလွတ်နိုင်စရာလမ်းမရှိပါမတနိုင်စွန်ကြရမိတာဖြစ်ထိုချိန်၌အင်္ဂလိပ်ပိုင်းဂီရာနာ၌လေဂျွန်စနစ်တစ်ခုမှပေါ်ပေါက်နေသည်ဟုဆိုနိုင်ဗြိတိရှာအင်္ဂလိပ်ရင်းရှင်များကသူတို့ပိုင်းဂီရာနာရှိမြေပေါ်၌ဝါကွန်ကျန်နေကိုကိုများဆိုင်ရန်ဂျပါကျုံးမအလုသမားများကိုကန်ထရိုက်စနစ်ဖြင့်ခေါ်ယူ၏ကန်ထရိုက်မှာ9နှစ်မှ10နှစ်စာချုပ်ဖြစ် အလောသမားများကိုမိုးလင်းမမိုးချုပ်မညာပတာခိုင်းဤနားရမပီးမကျမ်းမာ၍ရက်ပြက်ရှိလေလေထိုရက်ပြက်ကိုအစားထိုး၍ပြန်လုပေးရ၏အလောသမားများ၏ဘဝမှာငွေဝယ်ကြုံများဘဝနှင့်မချလာပါကြောတော်မျိုးမှပင်လည်းရောက်သည့်အချိန်ချောမော့စွာခရီးဆက်လာနိုင်ခဲ့ကြ၏ပြဿနာလုံးဝမတွေ့ရအင်္ဂလိပ်အာဏာပိုင်တို့ကတရားမဝင်ကျွန်တော်တို့ထွက်ခဲ့ကြစီကိုပြန်ပြီးလင်မိတို့အေးအေးယူမိကိုကျွန်တော်တို့လုံးဝမတွေ့စားတတ်ကျွန်တော်တို့ခရီးစဉ်မှာမြောက်ဆူဆူတို့ UTP 48နာရီမြောက်ရွက်လွင်သွားကြရမည်ဖြစ် ကျွန်တော်နှလုံးသားအတွင်းနဲ့အရောက်သွားရင်စိတ်ကူးထားသည့်နိုင်ငံမှာဗီတီရှာဟွန်ဒူရက်နိုင်ငံဖြစ်သို့တော်မျောလင့်တယ်လို့မဖြစ်ခဲ့ဘယ်လည်းအတွင်းနိုင်ငံခရီးဆက်၍နိုင်ပေါင်း30မြောက်ကြာသည့်နေ့မုံတိုင်းပြီးတော့ဒီမုံတိုင်းမှာလေနီကျန်းကြီးဖြစ်အလွန်ကြောက်မက်ဖွယ်ကောင်းသောလေနီကျန်းကြီးဖြစ်မုံတိုင်းစားကြသည့်နေ့ရွက်အပါအဝင် လေပေါ်ပါပစ္စည်းအလုံးလှိုင်းနေပါသွား၏ပယ်ကျိုးသွား၏လီမာလီချောင်းအတိုင်းကျွန်တော်တို့သွားလို့တော့အရမ်းမအဆန်းကျင်ဘက်အရက်ရှိရာတို့အချိန်ပြင်းစွာဖြင့်မျောပါသွား၏ အကြွေသားတပတ်ခန့်ဆက်မုံနိုင်ကြနေလေပြင်တဲ့ပိုင်းကီရနာတကြုံပြန်ရောက်တီထိကျွန်တော်တို့မျောပါသွားကြမိမှာအေကန်ဖြစ်ကံကောင်းပါသည်မုံနိုင်မာနာဤပိုင်းများကြပြီးပြန်ရက်သွားဤကုံတယ်လီပြန်တိုက်လာဤကျွန်တော်ဘွားတွင်အင်းများကြီးသောမုံနိုင်ကိုမတွေ့ခဲ့ဘူးပါနောက်ခါမှသိရသည်မှာအီမုံနိုင်ကြောင့်ဒရီနီတက်ကျွန်းတစ်ခုတဲပေါ်နိုင်ပင်အုံမင်တောင်းချီ၍အမြင့်မှပြုတ်ပြီးလဲကျပြစီခဲ့ရသည်ဟုဆို၏ ။ရင်းငိမ့်သွားသောအခါ၌ကျွန်တော်တို့လေပေါ်တွင်ခြားပါလက်မြန်လုံး၍လမ်းဆွဲယူထားနိုင်သောလော်တက်တစ်ချောင်းသာကျွန်တော်၏ကျွန်တော်သည်ထိုလော်တက်ကိုပဲဖြစ်ဆုံးပြီးကုန်းတယ်လေးချောင်းအတိုင်းလိုက်၍ကုန်းမြေရှိရာတောင်ဝင်ရက်သို့ဦးတည်လိုက်ပါလာခဲ့၏။ကျွန်တော်တို့ကိုယ်တွင်ဝစ်စင်ထားသောအင်ဂျင်နီယာကင်များကိုချုပ်ပြီးဖြစ်သလိုရွက်နေတဲ့ရန်တူအောင်ဖန်တီးလိုက်ကြ၏။နောက်6ရက်ကြာလင်ကုန်းမြေကိုစမြင်ရ၏။6ရက်လုံးလုံးရေတပေါင်းများမတောက်ရသဖြင့်ကျွန်တော်မှတစ်ပါးကြံရဲပေါ်အားလုံးမှာလှေဝမ်းနိုင်ခွင့်နေ၏။ဘာဖြစ်ဒေါကူပဲရောက်နေတယ်လေ။ခြားပါးကကျွန်တော်ကိုမေးလိုက်ခြင်းဖြစ်၏။ အမှန်ကိုပြောရရင်တော့ငါလည်းဘယ်ရောက်နေရဆိုတော့တိတ်မမှန်းတတ်တော့ဘူးရှင်မမြင်ရတဲ့ကုံးကြီးကကျိုးမဟုတ်တာတော့တေချာတယ်ပင်လယ်ခွေ့ဖြစ်ဖို့များတယ်ပင်လယ်ခွေ့သာဖြစ်နေရင်တော့ဒေါကူရောက်တဲ့နေရာဟာအင်္ဂလိပ်ဂျီရာနာနဲ့ဗင်နီဇွဲလားနိုင်ငံကြားပဲမင်းရှိမှမြင်ရတဲ့ဘယ်ဘက်ကကုံးကြီးနဲ့ညာဘက်ကကုံးကြီးကိုတေတေချာချာရှင်ကြည့်တစ်ခုနဲ့တစ်ခုအကွာအဝေးချင်းမတူဘူးညာဘက်ကနေပြီးဘယ်ဘက်ကတိတ်ဝေးနေတယ်အတိတ်ဘက်ကညာဘက်ကကျွန်းဖြစ်ပြီးဘယ်ဘက်ကကုံးကြီးဖြစ်ရမလဲကျွန်းကဒရီနီတက်ကျွန်းကုံးကြီးကဗင်နီဇွဲလားနိုင်ငံ မှန်သည်ကျွန်တော်ယူဆချက်များမှာနောက်ပိုင်းတွင်တခုမကျန်အကုန်လုံးမှန်ကန်၏ခရီးမထွက်လာမီကရေချောင်းမြေပုံများကိုအချိန်ယူ၍အချိန်ကြီးလေ့လာထားသည့်အကျိုးဆိုနိုင်၏ဒါရီနီတာဂျုံကအင်္ဂလိပ်ပိုင်မဟုတ်လားဟုတ်တယ်တို့ဒီဂျုံမှာတက်သွားရင်အာနာပိုင်ကတို့ကိုဘယ်လိုလုပ်ကြမလဲဘယ်ပြောနိုင်မလဲကြော်တောင်းကတရားမဝင်ထွက်ပြေးခဲ့မှုနဲ့တော့အရေးယူခြင်းယူမှာပေါ့ဒါပေမဲ့အခုချိန်ကစစ်ဖြစ်နေချိန်ဆိုတော့ဘယ်လိုရေးယူမယ်ဆိုတာဘာမှတော့ချုပ်မပြောနိုင်ဘူးဗင်နီဇွဲလားနိုင်ငံနေနဲ့ရော ဒါလည်းပြောဖို့ခက်တယ်သူတို့လုံးတွေကြာတော့ပြင်သစ်ကျွန်းသမားတွေသူတို့နိုင်ငံဘက်ပြေးလာမိပြင်သစ်အာဏာပိုင်တွေကိုအမြဲပြန်လွှဲပေးရလိမ့်ရှိတာပဲဒါပေမဲ့ကုစေးပြစ်နေတယ်မဟုတ်လားဒီနိုင်ငံကစစ်တဲမပါဘူးကြားနေနိုင်ငံသေးကြရဲ့လားသေးကြပါလေဒါပြင်ဒီနိုင်ငံဘက်ပြေးရမှာလည်းကြောက်စရာပဲကျွန်တော်တို့ဒီမှာမြင်နေရသောကုန်းမြေရှိရာတို့တဖြည်းဖြည်းချင်းကပ်၍သွားလျက်ရှိအလင်းအောင်ပြောက်သွားပြီးညအချိန်ရောက်ခဲ့ပြန်ပြီကမ်းမအိုးအဆွဲတံကိုကြားရ၏မီးအောင်ဖြစ်အချက်ပြားစီကိုလည်းမြင်ရ၏အတိတ်ဘယ်ကိုကျွန်တော်တို့နားမလဲဟေးဟိုမှာ ဘောရာရီခြာပါကလမ်းကိုပြောလိုက်ခြင်းဖြင့်မန်သည်မိမ်မိန်လေးရှိသောလာရောင်အောင်တိုင်းဘောရာများကိုမထင်မရှားမြင်တွေ့လိုက်ရ၏ကျွန်တော်သည်ဘောရာများရှိရာသို့လေကိုလော်သွား၏ဘောရာတစ်ခုနေသို့ညင်သာစွာချင်းကလိုက်၏တို့ဒီဘောရာတစ်လုံးပေးမှလေကိုချီထားပြီးမနဲ့အလင်းရောင်ပေါ်တော့မှပဲဂန်းကကြရင်မကောင်းဘူးလားခြာပါကအကြံပေးလိုက်ခြင်းဖြင့်ကျွန်တော်တို့အားလုံးသဘောတူလိုက်၏ဘောရာပေါ်၌လေကျိုးချီနိုင်သောအချိန်များမတွေ့ရဘောရာတစ်ခုနှင့်တစ်ခုကိုတန်ကျိုးများတန်း၍ချီထား၏ရတော့လေကိုထိုကျိုးစားတစ်ခုနှင့်တွဲချီလိုက်၏ ဂျိုးချီပြီးတဲ့နေ့အားလုံးလှေချမ်းပေါ်တွင်ထိုးအိပ်လိုက်ကြ၏အလင်းရောင်ပေါ်မှအိယာမနိုလာကြ၏ပင်လယ်မှာစိမ့်လန်းနေ၏အောက်ခြေမှာကြောက်တန်းများကိုလမ်းမြင်နေရ၏ဒေတာပါသည်ယခုကျွန်တော်တို့ရောက်နေသည့်နေရာမှာဒရီနီတက်ဂျိုးနှင့်ဗင်နီဇွဲလားနိုင်ငံတို့အကြားအလဲတက်တက်ခန့်တွင်ဖြစ်၏ကဲတို့ဘာဆက်လုပ်ကြမလဲဒီဆုံးဖြတ်ချက်ကိုငါတရားထဲလည်းမဆုံးဖြတ်ချင်ဘူးအားလုံးစနားကိုမေးပြီးအားလုံးသဘောတိုင်းပဲဆုံးဖြတ်ချင်တယ်ဒရီနီတက်ကန်ဘက်ကိုကတ်ချင်လားဗင်နီဇွဲလားနိုင်ငံဘက်ကန်ကိုကတ်ချင်လားအန်ဒရယ်ကတော့ဘဲဘဲကက်ကက်သူ့အနေနဲ့သူရှိကြတာကြီးပဲ ကျွန်တော်ကကျွန်တော်ဆန္ဒကိုတင်ပြလိုက်ဤတို့ဒရီနီတက်ဂျုံဘက်ကိုကတ်တာကောင်းမယ်ထင်တယ်အင်္ဂလိပ်အာဏာပိုင်တွေအကြောင်းကိုတို့သိတယ်ဗင်နီဇယ်လာအာဏာပိုင်တွေအကြောင်းကိုတို့ဘာမှသိကြတာမဟုတ်ဘူးခြားပါကတို့ဆန္ဒကိုဖော်ပြလိုက်ကဲမင်းတို့ဘာမှဆွေးနွေးမနေကြနဲ့တော့ဟိုမှာအဆုံးဖြတ်ပေးမယ်အာဏာပိုင်အဖွဲ့ကလာနေကြပြီဒီဂျုံကအဝေးမှကျွန်တော်တို့ရှိရသော OD ခုံမောင်းလာနေတော့တင်မော်တစီကိုလမ်းညှိုးထိုး၍လမ်းပြောလိုက်မန်ဒီတမိုင်ဝေးတွင်တင်မော်တစီကျွန်တော်တို့ထံအူဒီခုံမောင်းလာနေသည်ထိုတင်မော်တွင်ကျွန်တော်တို့နှင့်အကိုင်းငါးရာခန့်အကွာတွင်ကြောက်ချရရန်လာလိုက်၏ တင်မောရင်ရင်းထူထားသောအလံမှာကျွန်တော်တစ်ကြိမ်တစ်ခါမှမမြင်ဘူးသောအလံဖြစ်။နောက်ကကျွန်တော်၏အမိနိုင်ငံဖြစ်လာမိဗင်နီဇွဲလားနိုင်ငံ၏အလံဖြစ်။ခမရတို့ဘသူတွေလဲဒိုတင်မောမှအတန်ချက်ဆက်ဖြင့်လက်အောင်မိလိုက်ခြင်းဖြစ်။ပြင်သစ်တွေခမရတို့ယူနေလား။ဘာဖြစ်လို့လဲ။ခမရတို့လေကျိုးချီထားတာရေပေါ်မိုင်းပုံးတွေ။ကျွန်တော်တို့အားလုံးမိန့်ချက်ချင်းထိတ်လန့်သွားကြ၏။ခြာပါးကလေကျိုးကိုယုတ်ကြီးဖြေပြလိုက်၏။ထိုသင်းမောင်းရှိရာတို့အလေးကိုကျွန်တော်လှော်သွားခဲ့၏။မှန်သည်ကျွန်တော်တို့လေကျိုးချီထားသောအလုံးကြီးမှာပေါ်ရာမဟုတ်ရေမျောမိုင်းဖြစ် အလုံးကောင်းတော်မယူတာမပေါက်ကွဲကြခြင်းဖြစ်မိုင်းတစ်လုံးသာကွဲရင်သူနေတွဲချီထားသောမိုင်းပေါင်းအလုံးရောရီကွဲကြလိမ့်မည်ဗင်နီဇွဲလာတင်မောမကပရင်ကကျွန်တော်တို့ကိုသူတင်မောပေါ်တိုက်ရန်မခေါ်ကျွန်တော်တို့အရေးပေါ်လိုအပ်နေသည့် no တကြ secret အစားရှိသောရိတ်ခါများကိုလှမ်းပေးပြီးခမားတို့ကျွန်တော်တို့ရဲ့ဗင်နီဇွဲလာနိုင်ငံဘက်ကိုကတ်သွားပါဘယ်သူမှခမားတို့ကိုဒုက္ခမပေးဘူးကျွန်တော်တို့ကတော့ဘာရီမက်မိပြတိုင်းမှာအန်ထရယ်ထွေးနေတဲ့ဒုက္ခတွေတွေကိုကယ်ဖို့ဆက်သွားလိုက်အောင်မယ်ဒရီနီတာကျောင်းမကိုတော့မကတ်သွားနဲ့ရေမြုပ်ပုံးတွေချထားတာအများကြီးရှိတယ် ကျွန်တော်တို့ဗင်နီဇယ်လားနိုင်ငံမှာကန်းရှိရာတို့ဆက်ချင်းခတ်သွားကြဤကန်းတွင်လူ90ခန်းဆောင်ဂျူနေကြသည်ကိုတွေ့ရဤသူတို့အားလုံးပင်အင်ဂျင်နီယာကများကိုဆက်ပြီးရော်လော်ရီလွှင့်လာသောကျွန်တော်တို့အပေါ်တွင်အလွန်အံ့ဩနေကြပုံရဤ